တကယ်တမ်းဆောင်းဝင်သွားတာကအာစတန်မဟုတ်ဘူး၊ United ကြီးဖြစ်နေပြီသားကြီးတို့ဒဲနီတို့ကတော့ဘွဲမစီနိုင်မနဲ့ဒေးဗစ်မိုဟက်ဆဲအေဗာဒန်နဲ့တွေ့မှာ၅ဘွဲသက်ရုံးမဲ့ရှိတဲ့မှတ်တမ်းအကျိုးပြတ်လို့သွားခဲ့ပြီဖြစ်ပါတယ်။ဘောလုံးပရိသတ်တွေကနိုဝင်ဘာလနဲ့ဒီဇင်ဘာလနားရောက်လာပြီဆိုရင်ဆောင်းဝင်လာပြီဆိုပြီးတော့အာစတန်အသင်းကိုစားနောက်လို့ရှိကြပါတယ်။ကြောင်းရင်းကတော့အာစတန်အသင်းနေနဲ့ဆောင်းလင်းနေနဲ့ဝင်လာပြီဆိုရင်ရလာတွေဆိုပြီးတော့တိုင်တွေပတ်လို့ရိုင်းထွက်သွားလို့ရှိတယ်လို့ပါ။ဒါပေမဲ့ဒီနေ့မှာတော့ဆောင်းဝင်သွားတာကအာစတန်မဟုတ်ပဲတခြားအသင်းတွေပဲလို့ဆိုရတော့မှာဖြစ်ပါတယ်။စပါလီဗာပူးမန်စီးတို့ပြီး United ပါရှုံးသွားတာမလို့ ဒီသိန်းလေးသိန်းနဲ့အတူအတူတကွဂူအောင်းလိုက်ရတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ဘာပြောပါပါစောင်းဝင်လာချင်းခုလိုလူစုံတက်ဆုံဂူအောင်းရတာဆိုတော့ဂူထဲမှာနှွေးထွေးနေမှာတော့ဂျိမ်းနေပါတယ်။ရုံးသားသိန်းတွေထဲမှာရှုံးချက်ပုံနာတာကတော့ United လို့ပဲဆိုရတော့မှာပါ။စင်သားကြီးပါမိတ်ဆွေဒီကနေ့ပရိသတ်တွေက United ကိုအားပေးဖို့မနက်9:00နာရီ3:00နာရီစောကြီးထားပြီးတော့ကြည့်ကြတယ်။ကိုသိန်းကပွဲစား73မိနစ်မှာကလေးကတယောက်သာရခဲ့တယ်ဆိုတော့နိုင်မယ်လို့ထင်ခဲ့ကြတာပေါ့။ဒါပေမဲ့တကယ်တမ်းမှာမနိုင်ခဲ့တဲ့ပြင်တပွဲလုံးတလွဲကြီးလုံနေလို့စိတ်ဆင်းရဲခဲ့ကြပြီးစောင်းနေမှာမနက်စောကြီးလောင်ပြိုင်လို့စောင်းကိုက်လိုက်ကြတာဖြစ်ပါတယ်။ တပွဲလုံးတယောက်သားနဲ့ကစားခဲ့ရပြီးရှုံးခဲ့တာကတော့ဒေါ်လေးကိုစိုးတယ်လို့ဆိုရတော့မှာပါဒီနိုင်ပွဲ Everton နီးပါး Boys Club ကတော့ဂျိုမိန်လုံးနဲ့နိုင်ပွဲဖြစ်နေမှာဂျင်းနေပါတယ် Boys Arsenal United ကို Everton West Ham Sunderland အသင်းတို့နဲ့တူ Old Trafford မှာ18ဂျင်းရင်ဆိုင်ပူးပြီးတော့တကားမှမနိုင်ခဲ့ပါဘူးအဲဒီ18ဂျင်းမှာ၄ဂျင်းသေးကြပြီးတော့73ဂျင်းနီးရှုံးနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့နိုင်မဲ့နိုင်တော့လေ Everton နီးပါးဘွားဒုတိယဂျင်းမှာပဲနိုင်ခဲ့တာဖြစ်ပါတယ်ညကဘွေးရ Boys Club United ကိုနီးပါးဘွားမှာ18ဂျင်းမြောက် Old Trafford မှာလာပြီးတော့ရှင်းပြိုင်တာဖြစ်ပါတယ်ဘွေးဆာမာရင်တယောက်ရောက်ခဲ့တဲ့အနေထားနဲ့နိုင်နိုင်ခဲ့တာမလို့ ဒီနိုင်ငံက MOS ကပို့ပြီးတော့ဂျိုမိန်နေမှာလည်းဖြစ်ပါတယ်။ MOS က United of Fox ရဲ့အနာယူပြီးချင်းပါ။ကန်တွေကေဘူးတဲ့သူဖြစ်ပြီးတော့တရားသီတော်ပြည့်အောင်မကန်နိုင်ခဲ့သူပါ။အခုတော့ Orofo မှာနိုင်ပွဲရခဲ့ပြီးတော့ဒီနိုင်ပွဲအတွက်သူကျင်နဲ့နေမှာသေးတာပါတယ်။ Amorin ကတော့ MOS ဆက်တော်အကြောင်းဆိုးနေ United နေပြဖြစ်လာပြီလားမဆိုနိုင်တော့ပါဘူး။အမိုရီယာယူနိုက်တက်ကိုစနစ်တီကင်တွေထားပြီးတော့ဆိုပါကာလာတွင်းမှာ12ပွဲသာနိုင်ရထားပါလိမ့်။အမိုရီနေနဲ့တလားမှာတပွဲနိုင်နေဆွဲသဘောပါပဲ။19သင်းဖန်တွေကတော့အမိုရီနောက်ထပ်9နှစ်လောက်ယူနိုက်တက်နဲ့စာတုပ်တန်တန်းတို့ဘောတောင်းဆိုနေကြပါပြီ။အေဗာတန်တေးရသွားတဲ့အနီးကတော့ထူးဆန်းလုံးတယ်လို့ပြောရမှာပါ။ ကိုပေါ့ချင်းချောင်းခွင့်ပေးလိုက်လို့ Everline စားမတုံးတဲ့လူစကားများပြီးတော့ရန်ဖြစ်ကြတာပါ။ဂွီနေနဲ့သူ့ရဲ့အသင်းပေါ်ကဲယုံကိုထီလိုက်ရောက်ပါသွားပြီးတော့လုခဲ့တာကြောင့်အနီကပ်မှာအပြားခံလိုက်တာဖြစ်ပါတယ်။ FIFA စီမင်းရကစားမတွေကကွင်းထဲမှာပြိုင်ဘက်ကိုဒီမကကိုအသင်းပေါ်ကိုထီလိုက်ရောက်လို့ရင်လည်းအနီကပ်ထိပါတယ်။ဒီနီကပ်ပွဲစား73မိနစ်မှာအပြားခံတာဖြစ်ပြီး Everton နေနဲ့မိနစ်80လောက်တယောက်ယောက်နဲ့ကန်ခဲ့ရတာပါ။ဒါလည်းပဲ United ကိုအလန်းစားကိုနဲ့ထိုက်တဲ့နဲ့အနိုင်သွားတာလည်းဖြစ်ပါတယ်။ဝဲပြီးမှ United နေပြအမ်မိုရင်ကတော့ Everton တင်းကအနိုင်ရလန့်နဲ့ထိုက်တဲ့အကြောင်းအခုလိုဝန်ခံသွားပါတယ်။သူက ်။ Everton အနိုင်ရဖို့ထိုက်တန်တဲ့အသင်းဖြစ်ပါတယ်။သူတို့ဆရာတွေဖြစ်သွားချိန်မှာလည်းကစားပုံပိုကောင်းခဲ့ပါတယ်။ကျွန်တော်ကစားမတွေကတော့အရင်ပွဲကလို့စားမရှိခဲ့ပါဘူး။ခြေစွမ်းနောက်ပြန်ဆုတ်သွားသလိုပါပဲ။မနေ့ပြန် training မှာတကိစ္စကိုသိထားပြန်ကင်ရွယ်ဖို့လိုပါတယ်။အိမ်ကွေးမှာလည်းကန်တဲ့ကြားထဲမှာအသင်းတွေခြေတော်သွားချိန်အနိုင်မရတာပို့ပြီးတော့ခံပြင်းစရာပါ။ပြီးခဲ့တဲ့ရာသီကလို့ပုံစံမျိုးထပ်ဖြစ်မှာစိုးရိမ်မိပါတယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ United အဆင့်30မှာရပ်တည်နေပြီးတော့မပီးစားထိတ်က Arsenal နဲ့စက်တက်မှတ်ကွာဟသွားပြီလည်းဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာစုံလေးကြည့်ပေးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်